အားလုံးပဲမင်္ဂလာပါအခုကျွန်တော်မန်နာရောက်နေလဲဆိုတော့ဘူမင်းရောင်လမ်းနဲ့အဲဆက်ယုံလမ်း dot point ရောက်နေတယ်ကျွန်တော်ဒီကနေပြီးတော့ပစုံတော်အဲဂျပန်တံတားကိုကျွန်တော်တက်ပြန်มาဖြစ်တယ်တက်ပြီးလို့ရှိရင်ပြန်ဆင်းသွားပြန်ဆင်းပြန်มาပေါ့နော်ကျွန်တော်ရဲ့ client ညီမလေးတယောက်ရဲ့အမေကတောင်းဆိုထားပါတယ်။အဲဒီဒါလေးကိုမောင်းတဲ့ခါမှာရိုက်ပြပေးပါဆိုလို့ကျွန်တော်ဒါလေးကို record ယူထားပါတယ်နော်။ Okay ခုစက်ယုံလမ်းနဲ့ကျွန်တော်တက်သွားပါပြီ။ဂျပန်တံတားပေါ်ကိုကျွန်တော်တို့ တက်มาဖြစ်တယ်โอเคဒီမှာတော့ express တတိယဘေးမှာတော့ကတ်ပြီးတော့သူလူတွေလိုချက်လုပ်နေတယ်เนาะอืมโอเคဒီပေါက်လေးကိုကျွန်တော်ပြချင်တာပါမသိတဲ့လူတွေအတွက်ကိုပထမဆုံးတွေ့တဲ့အစင်းဒီဘယ်ရောက်လဲဆိုတော့ရေကျော်သွားတဲ့အပေါက်ပါရေကျော်သွားကျင်တယ်ဆိုလို့ရှိရင်အဲ့အစင်းရပါတယ်ကျွန်တော်ကရေကျော်သွားကျင်တာမဟုတ်ဘူးဟိုးဘက်ပစွန်တော်ဘက်ကိုသွားကျင်တာဖြစ်တယ်ပစွန်တော်ဘက်ဆိုတာမှတော့ တရားဘက်ကိုသွားကျင်တာပေါ့နော်တရားဘက်သွားကျင်တာဆိုတော့ဒုတိယဘက်ကဆင်းမယ်ဒီဘက်ကဆင်းလို့ရှိရင်ရေကျော်ဘက်ကိုသွားတယ်ပေါ့ရောက်ပါတယ်ဆိုတော့ဈေးထိတ်နာကိုရောက်တယ်ကျွန်တော်ကဒီဘက်ကဆင်းမယ်နော်ဒီကဆင်းလို့ရှိရင်ဘယ်ရောက်လဲကျွန်တော်တို့ဒီဆက်ဆန်းဘက်ကိုသွားတယ်အပေါက်ကိုပြန်ရောက်မှာပေါ့နော်โอเคကဲဆင်းသွားပြီနော်ဒါလေးကိုရပြချင်းဖြစ်ပါတယ်အဲကျွန်တော် client ညီမတယောက်မောင်းလာတဲ့ဟာကိုလည်းကျွန်တော် attach တွဲပြီးတင်ပါမယ်ဒီဗီဒီယိုလေးနဲ့နော်โอเคကဲဒါဆိုတည်သွားပါပြီကျွန်တော် client အဲညီမလေးရဲ့အမေရတောင်းဆိုထားတာပါနော်သွားနေစဉ်တောင်းဆိုထားတာပါသွားခဲ့လို့ရှင်မောင်းပြပေးပါတဲ့ရိုက်ပေးပါဆိုလို့ကျွန်တော်ဒါလေးရိုက်ပြတာဖြစ်ပါတယ်โอเคရောက်ပါပြီခင်ဗျာကားပိတ်တော်ဒီနားမှာကျွန်တော်3.5 inch နဲ့အပ်တင်ပါမယ်โอเค3.5 3.5 inch နဲ့ fast ပါတယ်ကျွန်တော်နော်တော့ဆိုရင်အလုံးနားလေသဘောပေါက်မယ်လို့ထင်ပါတယ်မရှင်းတာရှိလို့ရှင်လည်းကျွန်တော်ကိုမေးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အလုံးကားမောင်းသူတိုင်းဘေးကင်းကြပါစေ